င်တာအသုံးပြုဖို့တို့မှာအခက်အခဲဖြစ်တော့ဒီဖြိုလူပြိုနေဖြစ်နေတဲ့တိုက်ထဲကိုဝင်ပြီးတော့တစ်ခေါက် ဖះစာယူပြီးအိမ်သာသွားရတယ်ဆိုဟဲအဲ့လိုတော့မလုပ်ကြပါနဲ့ပေါ့အသက်အသက်နဲ့ကို့အသက်နဲ့တော့ရင်းပြီးတော့မလုပ်ပါနဲ့ပေါ့မလုပ်ပါနဲ့ဆိုတော့ညပဲတော့လေသူတို့ကအိမ်သာဆိုတာလည်းဒီလုံလေးလုံလားလုံသုံးလုံလားရှိရတယ်အချက်လုံရမယ်ရေလုံလောက်ရမယ်စသဖြင့်ပေါ့အဲ့လိုလုံချုံမှုတွေရှိရမှာအခုကအဲ့လိုမဟုတ်ဘဲနဲ့ခြုံလို့ရမှာလားတခြားအိမ်သာကြီးသွားရမှာလားရေလည်းမရှိမှတော့ဘလို့အဆင်ပြေမလဲမနော်နော်အဲ့တော့ငကိုနေခဲ့တဲ့အိမ်အိမ်ဟောင်းလေးမှာရေတော့ရှိကောင်းရှိလိမ့်မယ်အကာတွေတော့ရှိကောင်းရှိလိမ့်မယ်ဆိုပြီးသွားကြတာနေမှာပေါ့ဆိုတော့အဲ့ဒီကြားတော့တော်တော်လေးစိတ်ထိခိုက်ရတယ်ခါလဲ ဘာဘလို့လုပ်ပေးရမလဲပေါ့နော်ပြီးရခါကျတော့ဒီ dead body ကြောင့်ဘာဖြစ်လဲဆိုဒါလိုမြင်နေရတယ်ကွာတွေ့နေရတယ်ကြားနေရတယ်ဒီအနေသက်တည်ရှုနေကမလူရဲစိတ်မှာစိတ်တန်ရစိတ်ပိုင်းဆိုင်ရာမှာလည်းထိခိုက်မှုတွေရှိပါတယ်အဲ့တော့အရင်က distress ဖြစ်တယ်အရင်ကစိတ်ဆင်းရဲရတယ် depress ဖြစ်ရတယ် depression ဝင်ရတယ်စိတ်ထိခိုက်ရတယ်နော်ခြောက်ခြားစိတ်တွေဖြစ်ရတယ် post traumatic stress disorder ပေါ့နော် အသေးကိုကြွေကြွေပြုံးစေတဲ့ဖြစ်ရဆိုမျိုးအခုလိုမျိုးတဘာဘေးရနေဖြစ်တာလေအဲ့ဒါတွေကိုကိုချစ်တဲ့ခင်တဲ့သူတွေကိုရှေ့မှာတည်းတက်ဆုံးရှုံးသွားတာမျက်ဝါးထည်တည်မြင်ရတဲ့အခါမှာ PTSD လို့ခေါ်တာမျိုးဖြစ်ပါတယ်ဖြစ်ရကကြော်ဝိုင်းဒါပေမဲ့ကိုရဲ့စိတ်ထဲမှာတစ်ချိန်လုံးဒီဥစ္စာတွေကြားနေမြင်နေမယ်အိမ်မဆိုးတွေမက်မက်လန့်နိုးမယ်ကုံခင်းနေဖြစ်မယ်လူကဟိုဝမ်းနဲ့ထိခိုက်လို့မဆုံးနိုင်ဘူးပေါ့နော်အဲ့တော့ဒီစိတ်တန်ရ impact က တရားပါဝါနိုင်တယ်အဲ့တော့ခုနပြောတဲ့ကုဆတ်ယောဂတွေတခြားယောဂတွေအပြင်ခုနပြောတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေကလည်းအများကြီးဖြစ်လာနိုင်ပါတယ်စိတ်နှုတ်မြန်မာပြည်ရဲ့ယဉ်ကျေးမှုနှလုံးသွေးတွေစီးဆင်းနေတဲ့မန္တလေးမြို့ကနေစပြီးတော့ဗောနော်မန္တလေးစကိုင်းနေပြီးတော့ဗောနော်ဒီအနီးဝန်းကျင်အားဒေသတွေမှာအင်အားကြီးမားတဲ့တမိုင်းမှာလည်းတကယ်တမိုင်းဝင်အင်အားကြီးငလင်လှုပ်သွားတဲ့အတွက်ပျက်စီးဆုံးရှုံးသွားတဲ့မြန်မာပြည်သူတဦးချင်းတဦးချင်းစီနဲ့ထတ်တူစိတ်လည်း စိတ်ထိခိုက်ရတယ်။ယူကျုံမရဖြစ်ရတယ်။နာကျင်ကြေကွဲရပါတယ်။အဲဒီအတွက်လဲကိုကကိုယ့်ရဲ့ဝန်းနေမှုတွေနာကျင်မှုတွေကို ဘလို့များပြန်ပြီးတော့ response အနေနဲ့ကူညီပေးနိုင်မလဲဆိုပြီးတော့တအားသမျှစူးစမ်းနေပါတယ်။ဟုတ်ကဲ့ငလင်တန်တစ်ခုဖြစ်သွားပြီးအခါကျရင် ကုဆတ်ယောဂာတွေရောကုဆတ်ယောဂာမဟုတ်တဲ့ယောဂာတွေရောအများကြီးဖြစ်လာနိုင်တယ်ပိုဆိုးလာနိုင်တယ်ပထမအဆုံးအနေနဲ့ကပေါ့နော်ဒီငလင်တန်ကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေရှိမယ်အဲ့ရနေပြီးတော့ဖုန်တွေအမုံတွေရောရှူရှိုက်ရတဲ့အခါကျရင်အသက်ရှူလမ်းကြောင်းဆိုင်တဲ့ယောဂာတွေပိုဆိုးလာမယ်ဖြစ်လာမယ်ငကိုကအက်စမာလို့ခေါ်တဲ့ပန်းနာရင်ကျက်ရှိတဲ့သူတွေ COPD လို့ခေါ်တဲ့လေပြွန်ကျင်းတဲ့ယောဂာရှိတဲ့သူတွေဆိုပိုပြီးဆိုးလာနိုင်ပါတယ် ပြည့်ခါကျရင်စေယုံစေခန်းတွေပျက်စီးွားတယ်အဲဟိုဆရာဝန်ကျမရဲ့ဆောက်ရှောက်မှုတွေလည်းရောနေပျက်စီးွားဖြစ်တဲ့အတွက်ငိုကိုတဲ့ကသွေးသွိုးနှလုံးစီးချိုယောဂါရှိတဲ့သူတွေဆိုရင်ဒီကာလမှာတောက်တဲ့ဆေးတွေပုံမှန် follow up ပေါ့နော်ရချင်းပြတာမပြနိုင်တဲ့အတွက်ဒီကျမအနေထားတွေပိုဆိုးလာနိုင်တယ်နောက်တစ်ခုကကြတော့ တဘာဝဘီယံနဲ့တခုဖြစ်ပြီဆိုရင်ဒီမြေအောက်မှာရှိတဲ့ရေ system ပေါ့နော် under underground မှာရှိရဲ့ဒီ water system တွေကိုလည်းပျက်စီးသွားတယ်ပြည့်ခါကြအညစ်ကြေးစွန့်တဲ့ system တွေကလည်း commodity ဘောက်ချာကြီးဖြစ်သွားတယ်ပြည့်ခါကြရင်မြေရေချောင်းရေနော်ရေတွေအကုန်လုံးကညံ့ညံ့ညစ်ပေါ်သွားတယ်ပေါ့ညစ်ပတ်သွားဖြစ်တဲ့အတွက်ရေရှားပါသွားမယ်တောက်သုံးရေရှားပါသွားမယ်အဲ့တော့ရေမတန့်ဘူးရေမတန့်ရင်ဒီပိုင်းနဲ့တည်းအစားတောက်မတန့်တော့ဘူးအဲ့တော့ရေတွေမရှိတဲ့အတွက်ချိုးရေသုံးရေလည်း ကိုကမရတော့တဲ့အတွက်တကူရတန်ရှင်းမှုအားနေသွားမယ်အစားအသောက်ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာခြင်ရွဲအခါမှာမတက်နိုင်ဖြစ်တဲ့အတွက်ဝမ်းပြောက်ဝမ်းလျှော်ယောဂါတွေဖြစ်နိုင်တယ်ရေမတက်နာကြောင့်အစာမတက်နာကြောင့်အစာတဆင်ကူးဆက်တဲ့ယောဂါတွေဖြစ်လာနိုင်တယ်နော်ပြီးရခါကျရင်ကာလဝမ်းယောဂါမျိုးတွေပြီးရခါကျရင်အဲဥရောင်ငန်းပြားလိုဟာမျိုးတွေဖြစ်လာနိုင်တယ်ပြီးတော့အသက်ရောင်တဝအီပူအဲဒါလည်းဖြစ်လာနိုင်တယ်ဒါဒီဒီငလင်မလုတ်ခင်ကတည်းကအသက်ရောင်တဝအီပူနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေကြတယ်စိုးရိမ်အနေထားမှာပေါ့နော်အဲ့လိုဒီလိုကာလမှာပိုပြီးဆိုးလာနိုင်ပါတယ်ပြီးရင်တကူရတန်ရှင်းမှုမရှိတဲ့အခါကျတော့ ဒီအရေပြားယောဂတွေเนาะအရေပြားယောဂတွေအများကြီးဖြစ်လာနိုင်တယ်ပြီးတော့ဒီ dead body တွေရှိရ dead body တွေကိုစိတ်လို့စချင်းဘောတုံးနိုင်တာမျိုးမရှိသေးဘူးဟိုတချို့နိုင်တာမျိုးမရှိသေးရဲ့အချိန်ကာလမျိုးမှာဆိုရင်ရက်လွန်သွားတယ်ရက်တွေအရင်ကြာသွားတဲ့ခါမှာ decomposition လို့ခေါ်တာပေါ့ဒီခန္ဓာကိုယ်ပြိုလဲသွားတဲ့ပျက်စီးသွားတဲ့ခါကျရင်အဲ bacteria တွေ virus တွေ parasite လို့ခေါ်တဲ့ကာဗားကောင်တွေအများကြီးထွက်လာတာပေါ့အများကြီးမျိုးလုံးနဲ့မမြင်တာအဲ့ဒါကြောင့် ခုနပြောတဲ့ယောဂတွေပဲတစ်ဖက်ပြန်ပြောရမှာပေါ့နော်ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ယောဂမျိုးဆိုဆယ်မွန်နဲလာရှီကဲလာပြည့်ခါကျတော့အီကိုလိုင်းပေါ့အဲအဲ့ဒါတွေကဝမ်းပြက်ဝမ်းလျှောကိုဖြစ်စေတဲ့ဘက်တီးရီးယားပိုးတွေဗိုင်းရပ်စ်ပိုးတွေမှာဆိုလည်းခုနပြောတဲ့တောင်တောင်ဝါအေးပိုးရှိမယ်နိုရိုဗိုင်းရပ်စ်တွေရှိမယ်ပြီးကပားကောင်တွေရှိမယ်အဲ့ဒါတွေကနေပြီးတော့ကပားကောင်ဆိုဂျာဒီယားလို့ခေါ်တာပေါ့စေးပညာမှာမျိုးပြောချင်တာကဝမ်းပြက်ဝမ်းလျှောလို့ပဲလူတွေကသိပေမဲ့ဝမ်းပြက်ဝမ်းလျှောဖြစ်စေတဲ့အကောင်ကအများကြီးရှိတယ်ဘာအကောင်ကြောင့်ဖြစ်တာလဲဘက်တီးရီးယားကြောင့်လားဗိုင်းရပ်စ်ကြောင့်လားကပားကောင်ကြောင့်လားအဲ့အဲ့လိုက်အများကြီးဖြစ်လာနိုင်တယ် နောက်တစ်ခုကကြတော့ဒီခန္ဓာကိုယ်ဓာတ် body တွေပျို့လဲဒီကိုမိုဆစ်ဖြစ်တာကြောင့် gas တွေထွက်လာတယ်ပေါ့နော်ဒီအဲ hydrogen sulfide တို့ methane တို့အဲ့ gas တွေထွက်လာဒီ gas တွေကိုရှူရှိုက်ရတဲ့အခါမှာလူတွေကခေါင်းတွေမူးတယ်စိတ်တွေမကြည်တော့ဘူးပြော့ပြို့တူကျင်တူလို့အန်ကျင်တူလို့အဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်ပြီးရခါကျရင်ဒီခန္ဓာကိုယ်ကထွက်လာတဲ့အရေးတွေပေါ့နော်အရေးတွေကိုဒါတွေကိုကယ်ဆယ်ရေးလူငယ်တွေရှိရယ်ကယ်ဆယ်ပေးတဲ့သူတွေ volunteer တွေဓာတ် body ကိုဖယ်တယ်တဲတယ်လုပ်တဲ့သူတွေမှာဆိုရင်တိတိချာချာပေါ့ ကာကွယ်မှုမလုပ်ထားဘူးဆိုရင်ထိတွေ့တဲ့ခါကျရင်ရောဂါတွေအများကြီးဖြစ်လာနိုင်တယ်ခုနပြောတဲ့အဲဘက်တီးရီးယားဗိုင်းရပ်စ်တွေအပြင် skin infection လို့ခေါ်တဲ့အရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်တကယ်လို့များဒီ dead body မှာပေါ့ငိုတဲ့က အေဟို HIV လိုပိုးမျိုးတွေတယောက်တော့ B ပိုး C ပိုးเนาะအဲ့ဒါကြီးပါရှိနေဆိုရင်ကိုယ်မှာကုဆတ်ဖို့ risk immediate များပါတယ်ဒါကြောင့်မလို့ဒီခန်ဒီဟာတို့ကာကွယ်ဖို့အတွက်ဆိုရင်ကင်တွယ်ရတဲ့သူတွေကယ်ဆယ်လုပ်တဲ့သူတွေအားဆိုရင်အဝတ်အစားကို PPE ပေါ့เนาะ PPE ကိုအပြည့်စုံဝတ်တင်တယ်လက်အိတ်တွေတေချာဝတ်မယ်အဝတ်အစားတွေဘူးတွေကိုတေချာချာဝတ်ပြီးတော့မှကင်တွယ်တာမျိုးလုပ်တင်တယ်ဟောပြီးရခါကျရင်အရေးကြီးဆုံးကတော့ရေနဲ့ဆက်ပြန်နဲ့ပြန်ဆေးရမယ်ရေတေချာချိုးရမယ်အဲ့တော့ဒီကာလမှာဒီကုဆတ်ယောဂါတွေကိုကြောက်တယ်ဆိုရင်တန့်ရှင်းတဲ့ရေ water supply တောက်လျှောက်စိန်တို့ဘက်ကလှူပေးနေဖို့လိုတာပေါ့နော်တောက်ရေတုံးရေချိုးရေချက်ပြုတ်တဲ့နေရာမှာအဲ့ဒါမှသာလေခုနပြောတဲ့ယောဂါတွေကိုဖြစ်ပေါ်အောင်ကိုတက်နိုင်သမျှချော့ချနိုင်မှာပဲဖြစ်ပါတယ်ပြီးရခါကျတော့ဒီ dead body ကြောင့်ဘာဖြစ်လဲဆိုဒါတွေမြင်နေရတယ်ကွာတွေ့နေရတယ်ချားနေရတယ်ဒီအနှက်သက်တွေရှူနေတဲ့အခါမှာလူတွေရဲ့စိတ်မှာစိတ်ဒဏ်ရာ စိတ်ပိုင်းဆိုင်ရာမှာလည်းထိခိုက်မှုတွေရှိပါတယ်အဲ့တော့အရင် distress ဖြစ်တယ်အရင်စိတ်ဆင်းရဲရတယ် depress ဖြစ်ရတယ် depression ဝင်ရတယ်စိတ်ထိခိုက်ရတယ်နော်ခြောက်ခြားစိတ်တွေဖြစ်ရတယ် post traumatic stress disorder ပေါ့နော်အသေးကိုကြွေကြွေပြုံးစေတဲ့ဖြစ်ရဆိုမျိုးအခုလိုမျိုးတဘာဘေးရနေဖြစ်တာလေအဲ့ဒါတွေကိုချစ်တဲ့ခင်တဲ့သူတွေကိုရှေ့မှာတက်ဆုံးရှုံးသွားတာမျက်ဝါးတိတိမြင်ရတဲ့အခါမှာ PTSD လို့ခေါ်တာမျိုးဖြစ်ပါတယ်ဖြစ်ရကကြော်ဝိုင်းဒါပေမဲ့ ကိုယ့်ရဲ့စိတ်ထဲမှာတစ်ချိန်လုံးဒီဥစ္စာတွေကြားနေမြင်နေမယ်အိမ်မဆိုးတွေမက်မက်လန့်နိုးမယ်ကတုံကင်းရင်တွေဖြစ်မယ်လူကဟိုဝမ်းနဲ့ထိခိုက်လို့မဆုံးနိုင်ဘူးပေါ့နော်အဲ့တော့ဒီစိတ်တန်ရာ impact ကတရားပါဝါနိုင်တယ်အဲ့တော့ခုနပြောတဲ့ကုသယောဂတွေတခြားယောဂတွေအပြင်ခုနပြောတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေကလည်းအများကြီးဖြစ်လာနိုင်ပါတယ်ကျမတို့ကဘလောက်ပဲဘာယောဂတွေဖြစ်နိုင်ပါတယ်ဘလို့နေပါဖြစ်ဘလောက်ပဲအကျမ်းမာရဲ့အသိပညာတွေပေးပေး โอเคညစ်ပတ်ရင်ဒီယောဂဖြစ်တယ်โอเคမညစ်ပတ်ရှင်လို့တန်တန်ရှင်ခြင်းလို့ရေပေးရေရှိလားမရှိဘူးမရှိရင်ဘာမှမတတ်နိုင်ဘူးလေဟုတ်တယ်မလားတကိုရေတန်ရှင်မှုဒီအိနာအိနာတွေဆိုလည်းမရှိတော့ဘူးလေပြီးတော့လူတယောက်ကောင်းကောင်းမွန်မွန်အသက်ရှင်တန်နိုင်မှုအတွက်ဆိုတာအစားအသောက် အစားပေါ့အစားအစားအဟာရရှိပြီးတန့်ရှင်းတဲ့အစားအစားတန့်ရှင်းတဲ့ရေပြီးရင်ဓာတုဥဒံကိုခံနိုင်တဲ့အမိုးအကာပြီးရင်ဆေးဝါးပစ္စည်းအလုံးလောက်ဒါရှိမှရက်တည်လို့ရမှာအခုကအစားတောက်ကလည်းလှူတလောက်ပဲရတယ်ဒါဒါမှတိုးတာပြက်တာရှိနိုင်တယ်ဒီအစားတောက်ကြောင့်ကိုယ့်ဘဝကိုချက်ပြုတ်ပြင်ဆင်မယ်ဆိုရင်ရေမရှိရတဲ့မတန်တာမျိုးတွေလက်မတန်တာလားခွက်မတန်တာလားအစားမတန်တာလားဘာမတန်တာလဲမျိုးစုံဖြစ်နိုင်တဲ့ရေမတန်တာလားတောက်သုံးရေတောင်မရှိဘူးအိမ်နာသွားရင်ဆေးဖို့ရေဆိုတာဝေလာဝေးနော်ဟိုနေပြီးတော့ဘက်မှာကျမသွားခဲ့တဲ့အချိန်မှာဆိုရင်အဲဒီ အိမ်သာအသုံးပြုဖို့တို့မှာအခက်ခဲဖြစ်တော့ဒီပြိုလူပြိုနေဖြစ်နေတဲ့တိုက်ထဲကိုဝင်ပြီးတော့တစ်ခေါက်ဖះစာယူပြီးအိမ်သာသွားရတယ်ဆိုတော့ ဟဲအဲ့လိုတော့မလုပ်ကြပါနဲ့ပေါ့အသက်အသက်နဲ့ကိုယ့်အသက်နဲ့တော့ရင်းပြီးတော့မလုပ်ပါနဲ့ပေါ့မလုပ်ပါနဲ့ဆိုတော့ညပြန်တော့လေသူတို့ကအိမ်သားဆိုတာလည်းဒီလုံလေးလုံလားလုံသုံးလုံလားရှိရလေအရှက်လုံရမယ်ရေလုံလောက်ရမယ်စသဖြင့်ပေါ့အဲ့လိုလုံချုံမှုတွေရှိရမှာအခုကအဲ့လိုမဟုတ်ဘဲနဲ့ခြုံတိုးရမှာလားတခြားအိမ်သားတွေသွားရမှာလားရေလည်းမရှိမှာတော့ဘလို့အဆင်ပြေမလဲဘယ်တော့နော်အဲ့တော့ငကိုနေခဲ့တဲ့အိမ်အိမ်ဟောင်းလေးမှာရေတော့ရှိကောင်းရှိလိမ့်မယ်အကာတွေတော့ရှိကောင်းရှိလိမ့်မယ်ဆိုပြီးသွားကြတာနေမှာပေါ့ဆိုတော့အဲ့ဒီကြတော့တော်တော်လေးစိတ်ထိခိုက်ရတယ်ငါလည်း ငါဘယ်လိုလုပ်ပေးရမလဲပေါ့နော်အမှန်တော့ခုနပြောလို့ရေလုံးလုံးလောက်ရှိရပြင်စိတ်တော့အခုချိန်မှာယာယီနေထိုင်စရာတွေကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေကအစီအစဉ်ပေးရင်ပိုကောင်းတာပေါ့ပြီးရခါကျရင်ยายไอ้ตาดิถ้ามาหมองเลยบาเลยโมบายทไวไลท์ดิရှိတယ်လीเนาะအဲ့လိုအဲ့လိုဟာဒါမျိုးလေးစီစဉ်ပေးဖို့လိုရယ်မဟုတ်ဘူးဆိုရင်ဒီလိုအညွှန်းကြီးတွေကိုလွယ်တကူစွန့်ပစ်တာကြောင့် ပို့ပြီးတော့နော်ကုဆက်ယောဂါတွေဖြစ်လာနိုင်တယ်အဲခုနပြောတဲ့ဓာတ်ဘော်ဒီတွေလေဓာတ်ဘော်ဒီတွေကထွက်တဲ့အရေးတွေပဲဖြစ်စေခုနပြောလို့ဒီအငြိကြေးစွန့်တာတွေကတိတိကျကျမစွန့်ပြစ်ဘူးနော် properly မစွန့်ပြစ်တဲ့အခါတယောက်မဟုတ်ဘူးနှစ်ယောက်မဟုတ်ဘူးစွန့်ပြစ်တာအများကြီးဖြစ်တာအများကြီးကဒီလိုစွန့်ပြစ်တဲ့အခါကျတော့အနီးနားဝန်းကျင်မှာရှိတဲ့ရေ system တွေကိုပို့ပြီးတော့ပျက်စီးစေတယ်အဲ့ခါကျရင်ကြာရေးသူ့မိရိုင်မုံလုံးစက်ကူကတန်တွေကလဲနေမှာပဲဒါမတန်လို့ယောဂါဖြစ်ယောဂါဖြစ်လို့ဒီမားတွေအလွယ်တကူစဒီလိုမျိုးလဲနေမှာပဲ အဲ့တော့အကောင်ဟိုအစားတောက်တွေအဲဝစ်စားတွေပေးတာတော့မှန်တယ်နောက်တစ်ခုကကျတော့အခုလိုတဘာဘေးရနေကိုခံပြီးထွက်လာခြင်းမှာတို့ကနေနေလို့မကောင်းဘူးပေါ့နော်မကြမ်းမမှာဖြစ်နေမထိခိုက်နိုင်ခြင်းမျိုးဆေးရုံရောက်တဲ့အနေထားတော့မဟုတ်ဘူးတိုးတော်ညာလည်းတော်တော်လေးနာကျင်ခံစားနေရမျိုးဒဏ်ရာတွေရှိနေမယ်အဲ့တော့တက်တောင်းတက်တာလေးအိယာထဲမှာနားနေဖို့လိုအပ်တယ်အဲ့တော့နေရနေရာကြည့်လိုက်ပါဦးတစ်ပင်အောက်ဒီအဆင်ပြေတယ်လို့မျိုးဒီလိုမခင်ပြင်းပြီးတော့နေနေရတာမျိုးတော့ဘလို့လို့တို့ကဒီဝေဒနာကတက်တာနိုင်မလဲပေါ့နော်အဲ့တော့ စိန်တို့အများပြည်သူတွေကတယောက်အတယောက်လက်တယောက်ဂူပြီးတော့နေရာထိုင်ခင်းလေးတွေဘယ်လိုကူညီပေးနိုင်မလဲမိုးလုံအောင်ရာသီဥတုတန်ပူရာရီတန်ဘာလို့ဆိုအရန်ပူနေပြီလေတကယ်အပူပြင်းဆုံးအချိန်မှာမှဖြစ်တာဆိုတော့အပူနဲ့တက်ဆိုင်တဲ့ heat stroke heat exhaustion heat cramp ပေါ့နော်အဲဘာပဲဘယ်လိုပြောမလဲဘာခေါ်လဲအဲ့ဒါအပူအပူကြောင့်ဖြစ်တာလေ အပူရှက်တာပေါ့နော်အပူရှက်တာတွေဖြစ်မယ်ရေဓာတ်တွေစားဓာတ်တွေဆုံရှုံမယ်ဆုံရှုံတဲ့ရေပြန်ဖြည့်ဖို့ပြန်ဖြည့်တယ်ဖို့လည်းလလုံးလောက်မရှိဘူးပေါ့နော်ကြွက်တက်တာတွေပါအများကြီးအသက်အန္တရာယ်အဲ့ဒါငလင်ကြမဟုတ်ဘဲနဲ့ခုနပြောတဲ့ heat stroke တွေကြအသက်အန္တရာယ်ဆုံရှုံတာတွေဖြစ်နိုင်တယ်အသက်အရင်ကြီးရဲ့သူတွေဆိုရင်မခံနိုင်ကလင်းငယ်လေးတွေကိုဝင်စားအမျိုးသမီးတွေပူဆိုးတာပေါ့အဲ့တော့ကိုကစဉ်းစားရတာတော့တောင်းစီနေအောင်ပဲစဉ်းစားရတယ်အဲ့ဒါတွေကိုဘယ်လိုလုပ်ပေးနိုင်မလဲပေါ့နော်လိုဒါတွေကတော့အများကြီးပါပဲအခုလက်တလောလက်တလောဆိုတာငလင်ဖြစ်ဖြစ်ချင်းကာလမှာဆိုရင်အရေးပေါ်စေဝါးတွေလို့မှာပေါ့ အရေးပေါ်စေဝါရလို့မယ်နောက်တစ်ခုကကြတော့အရေးပေါ်စေဝါမှာဆိုရင်တော့နည်းနည်းလေးချဲ့ပြီးတော့ပြောမယ်ဆိုရင်အရေးပြန်တို့ antiseptic solution ဆေးနီရေးစေဝါရေးပြီးရခါကျမီးလောင်ထမ်းရာတွေရှိမှာပဲအဲ့ဒါတွေကိုထည့်တဲ့အဲ cream လေးတွေအနာထည့်တဲ့ plaster တွေပက်တီးတွေဒါတွေလို့မယ်အကိုက်ခဲပြောက်ဆေးတွေပိုးသက်ဆေးတွေပြီးရခါကျရင်စိတ်လို့ဒီလိုမျိုးထိခိုက်တန်ရာရောက်သွားပြီးကျိုးပြီးပဲ့ပြီးဟေးဆိုရင် မေခါယောဂကာကွယ်ဆေးထိုးပေးရတယ်ပုံမှန်အဖြစ်အဲ့တော့ဒါတော့ဆရာဝန်တွေထိုးရမှာအဲ့တော့ဆေးရုံဆေးရုံနေပေါ့နော်ဆေးကုသမှုပေးနေတဲ့စခန်းနေရှိမယ်ကမ့်နေရှိမယ်ဆေးရုံတွေကိုသွားပြီးတော့လှူမယ်ဆိုရင်ဒီလိုကာကွယ်ဆေးလေးတွေလည်းထည့်ပြီးတော့လှူပေးတင့်တယ်ပြီးအစာအိမ်ဆေးမျိုးလေးတွေပြီးနောက်တစ်ခုကကျတော့ခုနပြောလို့သွေးတိုးနှလုံးစည်းကြိုယောဂသမားအေးဒီလိုအခြေအနေဖြစ်သွားခါမှာပုံမှန်တောက်နေကြဆေးဝါးတွေမရတော့တဲ့အခါပြီးရ stress ကလည်းဖြစ်မြဲအသက်ကလည်းရလာတဲ့အခါကျရင်ဒီဟာကြောင့်လူဦးရေအဖိတ်စင်တွေထပ်ဖြစ်နိုင်တယ်ယောဂါရေပိုဆိုးနိုင်တယ်เนาะအဲ့တော့ သွေးတို့သမားနှလုံးသမားစိတ်ချိုသမားတွေအတွက်ဆေးဝါးလေးတွေထည့်ပေးသွားတာမျိုးတွေနောက်တစ်ခုက special care အနေနဲ့ဆိုရင်ဓာတ်စာထုတ်လေးတွေဝမ်းပြဝမ်းချောဖြစ်မှာဆိုလို့ဝမ်းပိတ်ဆေးတွေဓာတ်စာဟုတ်လေးတွေပြည့်ရခါကျရင်ကိုဝင်ဆောင်မျိုးသမီးတွေအတွက် prenatal vitamins လေးတွေနော်ကလေးငယ်လေးတွေအတွက်ဆိုရင်ဘာရှိမလဲကလေးလေးတွေတောက်ရမယ်စိတ်တို့ကလူကြီးတောက်တဲ့ paracetamol တိုက်လို့မရဘူးကလေးလေးတောက်လို့ရမယ်ဓာတ်စာထုတ်လေးတွေရှိတယ် probiotic အမှုန်လေးတွေရှိတယ်ကလေးတောက်မဲ့ဖျားချစေလေးအဲ့ဒါလေးတွေစောင့်ဝါမယ် multi vitamin လေးတွေစောင့်ဝါမယ်အဲ့လိုမျိုးလေးတွေပေါ့နော်ကိုကထိခိုက်တယ်ညာဆိုပြီးထိခိုက်တယ်အတွက်ဆေးတွေကြီးပဲသွားစဉ်းစားလို့မရဘူး ငလင်ရဲ့နောက်ဆက်တွဲကြောင့်ငကိုရှိပြီးသားယောဂါတွေပိုဆိုးပြီးတော့အသေးပြောက်များလာနိုင်တယ်အဲ့ဒါကြောင့်အဲ့အတွက်ဆေးတွေပါကိုကကဗာဖြစ်အောင်ထည့်ပြီးပြင်ဆင်သွားရမယ်ဆေးကုသမှုပေးနေတဲ့ဆရာဝန်တွေတုံးရင်လုံမဲ့ပစ္စည်းကရိယာတွေဆေးဝါးကရိယာတွေအများကြီးအက်လာလက်အိတ်တွေလာမျိုးစုံပေါ့နော်အဲ့အရာတွေအကုန်လုံးကိုလည်းလှူပေးဖို့တင့်တော်ပါတယ်စဉ်းစားလို့ရပါတယ်နော်ပြီးတော့နောက်ပါရှိအောင်လို့ဆိုရင်အစားအသောက်ကတော့ထုံးစံတိုင်းပဲချက်ပြုတ်ပြင်ဆင်သွားတာအဆင်မပြေဘူးနော်ရာသီဥတုကလည်းပြင်းထန်တယ်ဖြစ်တဲ့အရက်ကလည်း ပူတဲ့ဒေတာဖြစ်တဲ့စိတ်နှုတ်ကဒီအသင်စားနေမှာမဟုတ်လဲမချက်ပြောက်ပါသေးတဲ့ကျွတ်သွန်းတို့စီတို့ဆန်တို့စသဖြင့်အဲ့လိုမျိုးလုံမလားအဲ့လိုမျိုးလှူမလားပေါ့အရေးကြီးရတော့အတန်ရှင်းဖို့ပဲနော်ပြီးရင်တောက်သုံးကြီးကိုတန်တန်ရှင်းရှင်းလုပ်ပေးနိုင်ဖို့ပြက်ခါကျရင်ကလိုရင်းခတ်ပြီးသုံးလို့ရမယ်နော်ကလိုရင်းမှုတ်တွေရေတန့်ဆေးမှုတ်တွေဒါတွေပေးလို့ရမယ်အဲတက်နိုင်တဲ့သူတွေတက်တက်နိုင်တဲ့လောက်ဒီရေတန့်ဆက်တွေဘာတွေလုပ်ပေးမလားပေါ့နော်ကိုကဟိုကိုက ုံလေးတစ်ချက်တန်းနိုင်အုံလေးတစ်ချက်တိုက်ကြီးတစ်လုံးလောက်တန်းနိုင်တိုက်ကြီးတစ်လုံးလောက်ပေါ့ကို့ထွားနေကိုလေအဓိကရဲကြည့်နေတဲ့သူတွေလည်းကိုမပါရင်ပြတာပဲကိုဘလောက်ပဲကုနိုင်ကုနိုင်ကုပေးဖို့ပဲနော်နေထိုင်တာဆိုလေခုနပြောလို့အခင်းဆိုလေဟိုဘာဆိုပြိုပြက်တဲ့ချိန်မှာလူပြေးလာတယ်ခင်းရလည်းကောက်ကောက်မမရှိရတူဒီအများကြီးပဲရှိတယ်နော်အခင်းနေဆိုလေကောက်ကောက်မမလေးတွေအောက်ကတဲတွေမြေကြီးချာမှာအိတ်နေတာကိုကိုတိုင်းတွေးခဲ့ရတာဦးအဲ့တော့အခင်းကောက်ကောက်လေးတွေသူတို့တွေကဒီချင်းနဲ့မတိုင်ခင်တော့ကောက်ကောက်မမကိုယ့်အိမ်ကိုကနေနေရတူတွေလေအဲ့တော့စိတ်ပိုင်းဆိုင်ရာမှာလည်းအများကြီးထိခိုက်ယိုယွင်းနေတယ်အဲ့တော့သူတို့ကိုလည်း ကျင်နာစွာနဲ့ယဉ်နီးစွာနဲ့သိရမလားအကျိုးအမြတ်ထုတ်ဖို့ထူတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့သွားရောက်စေချင်ပါတယ်ဒီ dead body တွေကနေပြီးတော့ဖြစ်နိုင်တာဒီ dead body ရေရှိတဲ့ယင်ကောင်းနေချင်းနေလာမှာပြီးရင်ကြွက်တွေဒါတွေကိုစားမယ်ကြွက်တွေလာမယ်ဆိုတော့ ခြင်ကဖြစ်တဲ့ယောဂါဆိုရင်အမှငှက်ဖျားသွေးလွန်တုပ်ခွေးခလေးလေးတွေပါတယ်ဖြစ်နိုင်တယ်နော်ပြီးရခါကျရင်ယင်ကဖြစ်တဲ့ဝမ်းပြောက်ဝမ်းလျှော gastro enteritis တွေနော် GE လို့ခေါ်တာပေါ့ဒီအဆိုင်ဦးလမ်းကြောင်းယောဂါတွေအကုန်ဖြစ်နိုင်တယ်ကြွက်ကလာမယ်ဆိုရင်ကြွက်ကဒစင်ကူးဆက်တဲ့ယောဂါတွေ leptospirosis လို့ခေါ်တဲ့ယောဂါအများကြီးဖြစ်လာနိုင်တယ်ပတ်ဝန်းကျင်ကိုက ဒီဘယ်လိုပြောမလဲဒုက္ခတဲ့တွေ sorry ဒီငလင်တန်းတင့်ပြည်သူတွေနေတဲ့နေရာပေါ့နော်အဲ့နေရာပတ်ဝန်းကျင်ကိုလေတန်ဝန်းကိုလေတန့်ရှင်းအောင်လုပ်ခွင့်ယူစာမှာအရင်တော့ကိုယ့်အိမ်ကိုယ့်နေရာလေးတန့်ရှင်းရအခုအဲ့လိုမဟုတ်အများစုနေရဲ့အများစုချက်ချက်ကိုကပြစ်တဲ့အမိုက်သူကပြစ်တဲ့အမိုက်အဲ့လိုမျိုးရှိမှဒီပတ်ဝန်းကျင်မှာလေတန့်နေအောင်ကြွက်ဒီမလာအောင်ချင်းရင်နေအောင်အဲ့ဒါတွေကလေခွင့်ယူစာရမယ်အကုန်ဖြစ်နိုင်တဲ့ယောဂါ Federal bones disease လို့ခေါ်တာပေါ့လေဘလို့ဂူးဆိုင်စေခြင်းလဲဆိုနံပါတ်1ချက်ကတော့တန့်ရှင်းမှုက အဲ့ဒါကို view site စီစဉ်တယ်နံပါတ်1ဘာတန်ရမလဲအစာတန်ရေတန်လက်တန်ကိုနေထိုင်တဲ့ပတ်ဝန်းကျင်တန်ရှင်းမှုအဲ့ဒါကို view site စီစဉ်တယ်အဲနံပါတ်2ချက်ကကြတော့ကိုတောက်တုံးနေတဲ့စေဝါးတွေစေဝါးတွေကိုမပြတ်မလတ်အောင်လိုအပ်ရင်လည်းလိုအပ်တဲ့လိုမျိုး speak out လုပ်ပြီးတောင်းခံနိုင်တယ်အဲဥမာစိတ်နှုတ်လိုမျိုးအများကြီးလှူဒန်းနေရတဲ့သူရှိအခုဆိုရင်စိတ်နဲ့ခွန်ရှိရှိခွန်မဆိုရင်3300မတီငွေနဲ့အတူ ဒီမန္တလေးရဲ့စကိုင်းဘက်တွေကိုစေဝါတွေနော်စေဝါပစ္စည်းပေါ့စေဝါတွေရောပစ္စည်းတွေရောရေတွေရောအများကြီးတွတ်လှူသွားဖို့ရှိတယ်အဲ့တော့ဒီလိုမျိုးလှူပေးနေတဲ့သူအများကြီးရှိတဲ့အတွက်ကိုကလိုအပ်တာကို တကယ်လိုအပ်တယ်လို့မျိုးစပီကာလုံးဒါတော့ရပါတယ်လေးဆိုပြီးတော့ကြိတ်မိတ်မနေပါနဲ့เนาะတယောက်ထင်ထိတလောက်စိတ်တို့ပြည်သူတွေအထင်နာပါတယ်ဒါကြောင့်မလို့ကိုဘာကိုကိုပုံမှန်သုံးဆွဲနေတဲ့စေးလိုအပ်ချက်ကိုလည်းပြောပါကျမ်းမာရေးပြဿနာတစ်ခုခုရှိပြီးဆိုရင်လည်းဒီတိုင်းမနေပဲねဘယ်သူကကူညီပေးနိုင်မလဲအကုန်လုံးဝိုင်းပြီးတော့စပီကာလုံးပို့ပေါ့เนาะအဲ့တော့တန်ရှင်းမှုစေးဝါပစ္စည်းစေးတွေကိုပေါ့မရောတောက်ပို့ပေါ့เนาะပြီးနောက်တစ်ခုကကြတော့ဟိုစိတ်ထဲမှာလုံးဝ တို့လည်းပြည့်စည်သွားတာမျိုးမဖြစ်ပါစေနဲ့ပေါ့နော်မဖြစ်စေချင်ထိခိုက်မယ်ဆိုတော့သိတယ်ကိုစိတ်လျှော့လိုက်ရင်အဲကိုဝိုင်းကူနေတဲ့သူတွေအဲကိုကောင်းစေချင်လို့ပေါ့နော်မျှော်လင့်နေတဲ့မြန်မာပြည်သူတွေရဲ့အဲမျက်နာတွေကိုပြန်ပြီးတော့မြင်အောင်စေချင်ပါတယ်စိတ်လို့ပြည်သူတွေအားလုံးကအခုငလင်တောင်ခံခဲ့ရတဲ့လူတွေလူတွေအားလုံးကိုကျဉ်းကျဲမှမှာ အကောင်းပဂတိတိုင်းစိတ်နှလုံးမထိမခိုက်တိုင်းပြန်ပြီးတော့မြင်ကျင်ကြပါတယ်အဲ့လိုမြင်ကျင်ရလို့လဲအကုန်လုံးကကိုတက်နိုင်သလောက်ပြားပန်းခက်စူးစားနေကြပါတယ်ကုညီပေးနေကြပါတယ်အဲ့တော့တန်ရှင်းမှုစေဝါတွေကိုယူဆိုင်တဲ့ပြင်ကိုစိတ်နှလုံးလေးကိုလည်းတက်နိုင်သမျှအားတင်းပြီးတော့ဟိုရှေ့လျှောက်ဆက်ပြီးတော့ရုန်းကန်ပေးပါရှိနေပေးပါလို့ဆင်ရတော့မှာခြင်းပါတယ်ရှင်